ကန်းကားရိုက်တာကတယောက်ကဘယ်ဘက်ကန်းတယ်တယောက်ကညာဘက်ကန်းတယ်။ကျန်ဘာလုံးလဲ။ဟောတော့ဘယ်နဲ့ဘာမှတောက်တာမရှိဘူးဗျ။ကဲဟုတ်ကောလေရဆရာကျွန်တော်ဘယ်လိုကန်းရင်ကောင်းမလဲမသိဘူး။တခွန်းလာမမေးဘူး။သူကန်းရင်ဘယ်လိုကန်းပြေးတာကြွားလဲ။ကဲအဲ့ဒါခုနစလုံးကနေပြီးတော့အယုတ်ကိုပြောင်းနေတာ။ဒါရင်မဲလားမဟုတ်သေးဘူး။လာမဲ။ချင်းညူကခုနဖွဲဝဲနေနေကြီးကပြေးကောင်းတာ။ဥဒ္ဒါပဲကူ ကျွန်းစစ်တီတွေကလာပြီးကျူးကျော်တဲ့ခါကျတော့ဥဒ္ဒါမင်းကနေပြီးတော့အနော်ထားစီစစ်ကူတောင်းတယ်တောင်းတဲ့ခါကျတော့ကျန်စစ်တန်းငထွေယုံလုံးလုံးပဲညောင်းပြီးနော်ဒီတရေကောင်းလေးရောက်ကိုလွှတ်လိုက်တယ်လွှတ်လိုက်တဲ့ခါကျတော့ဥဒ္ဒါပဲကူကိုဝင်တယ်ဝင်တဲ့ခါကျတော့လီသာနန်းဆောင်အပေါ်ကနေပြီးတော့မင်းနစ်ဆန်မင်းနစ်ဆန်နားနေပြီးတော့ပန်းကျဲအဲ့ဒီလိုပန်းနေကျဲချလိုက်ခါပန်းဘာပန်းလို့ရေးမသွားဘူး န်းကလေးပဲရေးတယ်သူဘာပန်းမှာဆိုတော့သူထည့်ရေးမသွားဘူးကျွန်တော်စဉ်းစားရပြီနှင်းစီပန်းဆိုရင်တော့ငါပြေးတဲ့ကဆဲမှာဒီခေတ်ဟာချယ်ရီပန်းမရဘူးเนาะအကုန်စဉ်းစားစပယ်ပန်းရှေးတုန်းကပေါ်နိုင်တယ်စပယ်ဆိုတာမြန်မာဆန်တယ်ချာနဲ့ထိုးလိုက်ကွဲပြဲသွားမှာညာဟူးမရေးဘူးညာเนาะမရေးတော့သူ့စီဖုန်းဆက်အောင်လဲအဲ့ဒီအချိန်မှာသူကအမေရိကရောက်တယ်เนาะအမေရိကမှာ သူလဲနိုင်နီဂရိုမာတွေပေါ့ဗျာတခြားတော့သူစွန်မှန်မဟုတ်ပါဘူးနီဂရိုမာတွေနဲ့သူတင်ရင်လဲနေမှာကျွန်တော်ကဘယ်လို့မှဟိုပတ်သက်လုံကန်လည်းမဆက်နိုင်ဘူးနောက်သူဖြည့်ပြန်ပြောမယ်လေဟာမောင်ရင်တင့်နဲ့ပန်လုတ်လိုက်ပါကွာလုတ်ချင်လုတ်နေမှာနော်သူကတော့ပန်ကလေးအဲ့ဒီပန်ကလေးပဲပန်ကလေးတပွင့်ဘာပန်းမှမသိနောက်တော့ကျွန်တော်စဉ်းစားတယ်အော်ဟိုတုန်းကကြပြာတစ်ခုရှိတယ်ဒီဟိုပါတောင်မာတိုးကလေးဆိုရွှေနေယူမှာပန်းစကားအဲ့တော့စကားပန်းတော့ဖြစ်နေတယ် စကားမှန်းဆိုရင်လည်းအစိမ့်ကတော့မဖြစ်တော့ဘူးအစိမ့်ဆိုတာမေတ္တာရဲ့သင်္ကေတမဟုတ်ဘူးစကားဝါလေးတော့ဖြစ်တော့တယ်ကိုယ့်ကိုတွေးရတာဟမ်တွေးပြီးတော့မှကဲစကားဝါသုံးမယ်ဆိုပြီးတော့အဲ့ဒီမှာဒါကရှေးလဲဆန်တာပေါ့စကားဝါဆိုတော့ရှေးကလေးကဟိုမြင့်မဂီရိဘာညာဆိုလဲဒီစကားတုံးကြီးကိုသူကဟိုဖြတ်တာဟုတ်ဗျဖြတ်တော့စကားဝါဆိုတာစကားဆိုတာဆိုစကားပန်းဆိုတော့ရှေးလဲဆန်နေရှိမယ်ဆိုပြီးတော့ကိုယ့်ဟာကိုစဉ်းစားပြီးတော့စကားပန်းကိုသုံးတာ သူ့ထဲမှာမနစ်စန္ဒဥဒန်းထဲမှာဘာပန်းမှမပါဘူးဖတ်ကြည့်ပါပြန်ပြီးတော့အဲ့တော့ကျွန်တော်လည်းအဲ့ဒါကြီးလှုပ်လှုပ်ပြီးတော့ရိုက်ရိုက်တဲ့ခါကျတော့တန်စီသားတို့ဝင်လာဝင်လာပြီးတော့မနစ်စန္ဒလေးရနေပြီးတော့လီသာဆောင်ကနေပန်းကျဲနော်ပန်းကျဲလိုက်တော့ခုနကစကဘွားပန်းနေရသူ့စာထဲမှာလည်းဝဲမသွားဘူးဗျနော်ခွေးဆိုဘုတ်ဆိုအောက်ကြပါသွားပြီသေးပြီအဲ့ နော်ဘယ်လိုလုပ်အောင်လဲကျွန်တော်ကနော်ဒီကြောင်မှာပြောင်းလို့လည်းမရတော့ဘူးလေနော်အဲ့ဒီမှာရှုတင်းမှာနော်ခက်နာလဲအဲ့ဒီမှာပြဿနာတစ်ရက်တစ်ခုကရှိသေးတယ်ဗျာကျွန်တော်ကလည်းရာကြီးကျယ်သွားပြီးတော့ကိုယ့်အကူဒီလိုဖြီးဖြံရိုက်တာမဟုတ်ဘူးခါရတမ္ပဝရီဝင်းမောင်ခေါ်ခေါ်ပြီးတော့ကျွန်တော်ဒီနေရာရိုက်မယ်ဒါရုပ်တိရှိလားပကံခင်းနဲ့တူလားဘာညာဆိုသွားပြီးတော့လောက်တာဟိုဆရာကလည်းအတိကြသမားပြုတိကြမားဆိုတော့ဟာဆရာဒါကတော့မရဘူးဆရာဒါယရနာဘုံပန်းကြီးယရနာဘုံခေတ်က ပန်ကက်တွေဆိုတော့ဆရာမရိုက်နဲ့မရိုက်နဲ့ဆိုကျွန်တော်ကနေရာကိုရှာလို့မရဘူးဆယ်နေရာပြရင်တနေရာတော့မရဘူးသူကသူကျတော့သူ့တော်မှာကျွန်တော်စိတ်ညစ်လာဒီလိုသိတိကြလုံးအာကြည့်နေပြီဆိုတော့ဒါနဲ့လှည့်ရှာတာပေါ့ဒီလေသာဆောင်လေးရောက်ဖို့အတွက်ပကံမှာကျွန်တော်ရိုက်တယ်အဲ့ဒီမှာအဆောက်အဦတစ်ခုသွားတွေ့တွေ့တဲ့ခါကျတော့အာ तू ကလည်းသဘောကျတာဒါပေမဲ့ तू ကတခုပြောတယ်ဆရာတဲ့ဆရာကြီးကဟောင်းနေတယ်တဲ့မကောင်းဘူးတဲ့တကယ်တမ်းအဲ့တော့အုတ်တာပဲဦးမှာတကယ်တက်တက်လွင်လွင်နဲ့ဖြစ်ရမှာပေါ့တဲ့ အာဟုတ်တာဗောလို့ဒါဆိုရတယ်ဆိုတော့ကျွန်တော်အဲ့ဒီလေသာဆောင်လို့အဆောက်အဦကြီးဗောရအဲ့ဒီအဆောက်အဦကြီးကိုကျွန်တော်ကထုံးပြူနဲ့မင်းပြာနဲ့အပြာလေးနဲ့တုတ်လိုက်တာအာဒီကောင်ကတကယ်ဟိုတော်တော်လေးကိုဟိုသာသာနာနာဖြစ်သွားတာအယောင်တွေတောက်လာတာအဲ့ဒီအယောင်တောက်လာတဲ့ညက်နေပဲအဲ့ဒီဟာရှေးယောင်သူတေသနာအရာရှိနှစ်ယောက်ကျွန်တော်စီရောက်လာအဲ့ဒါဘယ်သူလောက်တာလဲတဲ့ဟာပြောပြပါဘောဇာလန်းနေပါပြောပြဥဒါပဲကူမှာအမြုပ်ထွက်အောင်ရှင်းပြ နားထောင်ပြီးတော့မှသူကခမားတဲ့ချေအောင်အဆောက်အဦကိုဒီလိုဆေးတွေမတုတ်အောင်ဆိုတော့နားမလဲဘူးလားတဲ့မနေ့တောင်းမှပြီးတော့အတည့်ရတော့ကျွန်တော်လှုပ်ပြရစီပါတည့်ရကလေးရိုက်ပြရစီဆိုပြီးတော့အဲ့ဒါရိုက်တာအဲ့ဒီတည့်ရကြမှာခုနစကဝါပန်းနေဝီဘုတ်ဆိုတော့ဘာမှအချိန်ကမရနိုင်တော့သူကဆက်ပြောအောင်သူအဲ့တော့ခမားဟောင်းအောင်ပြန်လှုပ်ပေးဆိုတော့ကျွန်တော်ဟောင်းအောင်ပြန်လှုပ်ပေးတယ်အဲ့ဒါယူနောက်နေ့ကျတော့မြင်းနီမုံနေနဲ့အဲ့ဒီထောင်းထောင်းပြီးတော့ရေဒီနဲ့တခါပြန်ပက်ပြီးတော့အဲ့ဒါကြီးပြန်လှုပ်ခဲ့ရတယ် အခုတည်းရှိပါတယ်အဲ့ဒါဒီကျွန်တော်တို့အာနန္ဒဖရာရဲ့ဒီဘက်မှာအဲ့ဒီအဲ့ဒီဟာကြီးမြင့်မြင့်ကြီးအဲ့ဒါကြီးရှေးဟောင်းဆောင်ဦးကြီးပဲအဲ့ဒါကြီးလေ